အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ကပြင်းနေရတဲ့တငယ်ချင်းရဲ့ဆိုင်ကိုတွားလိုက်ပြင်နေပါတော့။တငယ်ချင်းရဲ့ဆိုင်မှာကျွန်တော် decoration လေးရဲ့စားတောင်နဲ့ရတဲ့ရနိုင်တဲ့အားလေးကိုကျွန်တော် pick up ပြီးတော့မှာပဲဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ဘလုံမျိုးလေးရှောက်သွားတာလေးတွေလည်းကျွန်တော်အဆုံတော့ဘလုံလေးရဖြစ်ပါတယ်နော်။လို့ရှိရင်လည်းရှိသေးတယ်မှာကျွန်တော်ဆိုင်ကင်းလေးနေဆိုတော့ကျွန်တော်ပို့ပြီးတော့စိတ်ကို relax ဖြစ်တယ်ပေါ့နော် ဲ့မှာမိုးရသည်ဆိုတော့ဘေးနားပတ်ဝန်းကျင်ကလုံးဝစိမ့်လန်းပြီးတော့ကျွန်တော် လေလေးတွေရလေငင်းလေးတွေအရင်ကအေးနေရပဲပြီးတော့တက်ဆေးတွစ်ပုတ်နဲ့နေမရဘဲနဲ့လုံးဝကိုကျွန်တော်အင်တာနက်သုံးနေတယ်ညနေဆိုရှယ်နက်ဝက်မှာကျင်နေနေတဲ့လူငယ်တွေအတွက်ကတော့လုံးဝကင့်တော်တဲ့နေရာလေးတစ်ခုပေါ့နော် ကျွန်တော်ကတော့အဲ့ဒီသေပန်တိုင်းလေးကိုတော်တော်သဘောကျရတယ်ဗျာ။ဘာလို့လဲဆိုတော့အပင်ရည်လေးနဲ့အောက်မှာထိုင်ကုန်လေးနဲ့ကလှုပ်ပေးထားတယ်။လုံးဝပါဗျာ။ဒါတတိတတက်အခန်းလေးတွေအဲ့လိုမျိုးနဲ့လှုပ်ပေးထားတာအခန်းပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်။အော်သေပန်ဝိုင်းလေးတို့မှာတကန့်တကန့်စီလှုပ်ပေးထားတယ်။တနေ့ခုနဲ့တခုကလည်းအဝေးပဲ။အဲ့လိုမိသားစုနဲ့လာပြီးတော့ပဲထိုင်လာဖြစ်ဖြစ်တငယ်ချင်းမိတ်ဆွေနဲ့လာတာပဲဖြစ်ဖြစ်သမီးစားလာတာပဲဖြစ်ဖြစ်လုံးဝကိုစိတ်အေးလည်နေချေလို့ရမယ်နေရာလေးပေါ့နော်။ လာရောက်သုံးဆောင်ကြတဲ့လူတန်းအားလည်းမိသားစုလေးနဲ့အဲ့လိုပျော်ရွှင်လေးလာရောက်သုံးဆောင်တော့သူတို့ကြည့်ရတာကကျွန်တော်လည်းပျော်ရွှင်မှုတစ်ခုရပါတယ်ပေါ့နော်။ဒီနေရာလေးကတော့ကျွန်တော်တို့ဒီပြည်ရဲ့မြို့ထွန်းနာမှာရှိတဲ့ဘုံကြီးတန်းကျက်တော်တန်းကျက်တော်ဆန်းဆန်းကိုရောက်နေတာပေါ့နော်။အာကျွန်တော်ဒီနေရာလေးကကျွန်တော်တို့ကလာလို့ကောင်းတယ်နေလို့ကောင်းတယ်ဘာလို့လဲဆိုတော့ဒီမှာကစိတ်ကို relax ဖြစ်စေတယ်။ပြီးနောက်ပြီးကျွန်တော်တို့ အပင်လေးပေါ့နော်ဘေးနေရာကြီးလိုက်ကြီးလိုက်ကျွန်တော်အပင်လေးနေဆိုတော့မျိုးလုံးလဲအေးတယ်ပေါ့နော်ကျွန်တော်တို့အမြဲတမ်း social သုံးနေတဲ့လူတွေအမြဲတမ်းဒီ social network မှာအလုံးလုံးနေတဲ့လူတွေတို့ကဒီနေရာလေးကလာလို့နေလို့ထိုင်လို့လည်းကောင်းတယ်ပြီးအစားအသောက်လေးတွေကစက်တောက်ဆိုင်ဆန်ဖြစ်တဲ့အတွက်အစားအသောက်ဆိုင်စားအသောက်လေးတွေကလည်းမဆိုးဘူးပေါ့နော်စက်တောက်ဆန်လေးအလိုမျိုးဒမင်းလေးပါကြီးစားရတယ်အလိုမျိုးလာပြီးတော့ခြေလို့ရတယ်ပေါ့နော်ခြေတာတော့အရက်တော့ခြေလို့မရဘူးဟာအချွေလေးပါကြီးပေါ့နော်ဒါကတော့ကျွန်တော်ဆွဲရမယ့်ကလေးပေါ့နော်ကျွန်တော်ကျက်စီထမင်းလေးရဲ့ မြန်မာချက်ပေါင်လေးရဲ့ပြီးရင်တော့လက်မတော့ကဲချက်တောက်ဆန်းလေးရဲ့စားပြေတဲ့ပုံတော့ကျွန်တော်တို့ချက်တောက်ဆန်းအောင်လေးတော်တော်သဘောကျရတယ်လားချက်တောက်ဆန်းလေးကကျွန်တော်စားတဲ့ဟင်းလေးရလေးမြန်မာမအီသွားဘူးသူကချင်းချင်းလေးလုပ်ပေးထားရတော့ကျွန်တော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 ့သဘောကျတယ်အတကူတော်တော်အဆင်ပြေတယ်ကဲထမင်းလဲစားပြီဆိုတော့ကျွန်တော်အစာချေလေးလမ်းလေးဆင်းရှောင်းနေတယ်ကျွန်တော်ပန်းချက်လေးမှာမျက်လုံးလေးကိုအနားပေးတဲ့အနေနဲ့ကျွန်တော်အဆင်းရောင်လေးလိုက်ကြည့်တယ်ပေါ့နော် စာချေတော့တငယ်ချင်းကိုကျွန်တော်ဇွဲပါဝိုင်းထုတ်ပေးလိုက်ပြီပဲပေါ့နော်ကျွန်တော်တော်တော့အဆင်ပြေသွားကြရမေလူကစိတ်ပါမေလူကပြီးတော့ကျွန်တော်ဆိုင်နဲ့မနီမွေးမှာရှိတယ်ချောင်းလေးတစ်ခုတွားဖြစ်တယ်ပေါ့နော် ဲ့ဒီချောင်းလေးကကျွန်တော်နည်းနည်းလေးအဲ့မှာတံတားလေးကတော့ဒီဘောနော်ရွာဖြတ်တံတားပုံစံလေးမျိုးလေးလုံထားတာဆိုတော့ဟိုဘက်ကိုသွားလို့ရှိရင်သူက cycling လေးရှိတယ်အဲ့တော့ကျွန်တော်အဲ့ဒီတောင်ပြင်မှာထိုင်လို့လည်းရတယ် AC လေးကိုယ့်အကောင်ကိုလာပြီးတော့ဖွဲ့လိုက်ချေးလို့လည်းရတယ်အဲ့မှာပေါ့နော်အဆင်ပြေတယ်တကယ် ယ်ကျွန်တော်စိတ်လဲပေါ်ပါသွားတယ်တကယ်ကိုကျွန်တော်လဲလို့ပတ်လို့လဲဝါသွားတယ်ပေါ့နော်ကျွန်တော်ပြန်လိုက်ပါအောင်ပဲဒီဆိုင်လေးကိုတွားရောက်သုံးဆောင်ပြီးပါနော်တကယ်ကောင်းပါတယ်ရတဲ့မြူးလို့ရရအစုကောင်းပါတယ်ပေါ့နော်ကျွန်တော်ချက်တော့ဆိုင်လေးကိုပို့ပြီးတော့ကြိုက်ပါတယ်ချစ်ချင်းလေးလုပ်ပေးထားတာပေါ့နော်အဲကျွန်တော်ဘလော်လေးကိုအစုံကြီးကြည့်ပြီးတော့တယောက်ချင်းစီတယ်ကျေးဇူးတင်ပါတယ်နောက်တဲ့ဘလော်လေးလာလို့ရှင်လဲအားပေးကြပါဦးခင်ဗျာကဲဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာဘိုင်ဘိုင်